မြန်မာပြည်ဝတ်တိုင်းသားညီကောင်မောင်နှမများအကောင်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့မှာကတော့မွတ်စလင်များနေရက်ပြန်နိုင်ရေးရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါကိုထိန်းချုပ်ထားတဲ့အေအပါဝင်ရန်အရေးကြီးတယ်ဟုအမေရိကန်မှာကူလာသမကကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းဒီသတင်းကဇွန်လ10ရက်စတီးယားနေ့ကလေးကတက်နေတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုမှပါလို့မျှဝေသလေးဆိုတော့သတင်းဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်သူကတအားကြီးမြင့်တက်နေတယ်။ဘာလို့ဝေဖန်နေကြသလဲ။အာရဟတတော်အေကလက်ရှိမှာတရားဝင်အစိုးရမဟုတ်တဲ့အတွက်ကြောင့်လက်ရှိဒီစေအစိုးရစစ်ကောင်စီနဲ့ပဲဒီအရာတွေကိုဆွေးနွေးသင်းနေဆိုပြီးတော့ဝေဖန်မှုတွေမြင့်တက်နေတယ်။တဖက်မှာကလည်းဘင်္ဂလားဒေ့ရဲ့ ဒုက္ခတွေတဲ့အတဆွေးနေမေဆိုရင်မြန်မာစစ်ကောင်စီဒီစစ်အစိုးရကိုပဲအားကိုးရမယ်ပေါ့ပြီးရင်အေအေကသာတကယ်လို့ဆွေးနွေးပြီးတော့ဒီကိစ္စကိုဖြေချင်းလာမယ်ဆိုရင်အနောက်တကကြီးပွင့်တော်ပြီးတော့မြန်မာနိုင်ငံကြီးကဘင်္ဂလီတွေရဲ့စုံမမှုခြေလင်မှုကိုရေချေမှာဆိုရင်ခံလာရနိုင်ကြောင်းစစ်လော်ဘီအုပ်စုတွေကတခါတည်း မူတီအောင်ကိုဝေဖန်မှုတွေမြင့်တက်နေပါတယ်ဆိုတော့ဟာဒီကိစ္စကရိုးရှင်းပါတယ်တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်အခုထွက်လာတဲ့သတင်းတွေအရာလဲမှန်ကန်နေပါတယ်ဘာလို့လဲလက်ရှိမှာအရဟတတော်အေကကြောက်ဖြူတောင်ဒီနေလားမလဲပြန်လားစစ်တွေလဲဒီနေလားမလဲပြန်လားဒီလောက်ထိအရေးကြီးနေတဲ့အချိန်ဖြစ်နေတယ်လက်ရှိစစ်ကောင်စီထိန်းချုပ်ထားတဲ့ကြောက်ဖြူစစ်တွေမှန်အောင်ဒီသုံးမျိုးသာကြံတော့တာဖြစ်တယ် ရခိုင်ပြည်နယ်ထဲမှာတကယ်တော့ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့မွတ်စလင်တွေအတော့ညှိနှိုင်းမယ်ဆိုရင်တရားဝင်အစိုးရမဟုတ်ပေမဲ့အေအေကိုသာတကယ်တော့တရားဝင်အစိုးရလို့တရားဝင်အဖွဲ့အစည်းလို့ကုလသမဂ္ဂကတောင်ချူးမြင်လာပြီဆိုတာကိုကျွန်တော်တို့ပြည့်ကြည့်ရင်တွေးကြည့်တာတည်းမှန်နေတယ် ဘာလို့လဲကဘာမှာနိုင်ငံရေးကိုသုံးသပ်နေကြတဲ့လူကြီးတွေဟူသည်မကုလသမဂ္ဂတခုတည်းမဟုတ်ဘူးအုံနောက်ရှိတယ်တီစဲအစိုးရကလက်ရှိမှာလက်လွတ်ထားရတဲ့နေမြေတွေမှာဒီအတွင်းတွေကဘင်္ဂလားဒေ့ရှ်ကိုရောက်ချိနေတဲ့မွတ်စလင်တွေအရေးကိုဘလို့ဖြည့်ရှင်းပေးမလဲတကယ်တမ်းကျတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပထမတစ်ခါတော့ကလေယူနော့အစိုးရကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှုရှုပ်ဂူဒါရိုက်ကအကြံပေးပြီးတော့တစ်ခေါက်ပြောကြားခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့တကယ်တော့အရဟတတော်အေအေကိုလက်ချင်းချိတ်ပြီးတော့ဆွေးနွေးဖို့လိုအပ်တယ်ဘာလို့လဲလက်ရှိအတိုင်းနာမှာအဲ့ဒီနေမြေကအရဟတတော်ရဲ့လက်ထက်မှာရှိနေပါတယ်ဆိုတော့ဘာသာရေး မလုံးနေပေးပြီးတော့စစ်လော်ပြီးတွေကလှော်နေတယ်ဆိုရှယ်မီဒီယာပေါ်မှာအရန်ကိုဒီကိစ္စကိုဝေဖန်မှုကမြင့်တက်နေတယ်တကယ်ကအနောက်တကကဘင်္ဂလီတွေသာဝင်လာခရင်မြန်မာနိုင်ငံကြီးကိုတော့စိုးမိုးသွန်းနိုင်နေဆိုပြီးတော့ဘာသာရေးအစွန်ရောက်ဝေဖန်မှုများနဲ့အတူတအားကြီးဝေဖန်မှုမြင့်တက်နေတယ် ြီးရင်တီစဲအစိုးရကိုပဲလက်ရှိဒီကိစ္စနဲ့ဆွေးနွေးရမယ်ဆိုရင်ကျွန်တော်တို့စဉ်းစားကြမယ်ဟုတ်ပြီနော်ဒီအနောက်တကားသာပွင့်သွားပြီးတော့မြန်မာနိုင်ငံကိုဘင်္ဂလီတွေစူးမိုးသွားနိုင်တယ်ဆိုတော့သူတို့ရဲ့ဝေဖန်ချက်တွေကဟိုးချစ်ကလေးကလေအနောက်တကားကိုပိတ်ထားတာ ရခိုင်သူရခိုင်သားတွေပဲဖြစ်ပါတယ်ဆိုတော့သူတို့ပြောလာတဲ့အဘွားကပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်အိန္ဒိနာချင်းနိုင်ငံတွေဖြစ်တဲ့အိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့မထီမင်းမြင်ပြူလာတယ်လို့မျိုးပြောကြတာတဲ့အပေါ်မှာတကယ်တော့အနောက်တကားကိုလွန်အောင်ထိန်းထားတာကရခိုင်သူရခိုင်သားတွေပဲဖြစ်တယ် ပြည်တွင်းစစ်ကြောင်းတကယ်တမ်းမြန်မာနိုင်ငံကြီးပြိုကျတော့နိုင်တယ်ဆိုတာအခုမှတွေးကြလားအခုမှတွေးကြသလားဒီအရာကိုထေပြီးတော့သုံးသပ်ဖို့လိုအပ်ပါတယ်ဒီလိုဆိုတော့ပြည်တွင်းထဲမှာအိမ်တဆောင်တန်းနှိုင်းပြီးတော့ပြောကြမယ်အိမ်တိုင်မှာညီကိုမောင်နှမမြောင်များစွာရှိတယ်ဒီညီကိုမောင်နှမတွေမသိမ်းမြပေးနဲ့မိဖကလည်းမိမိ လုံးရှင်တယ်လို့လုံးနေတဲ့မိဖမျိုးနဲ့ဆိုရင်ဒီအရဲ့စီးပွားရေးကျမ်းမာရဲ့လူမှုရေးညီညွတ်ပါမလားစီးပွားရေးကအစားဂျုံဂျုံကြားနေတယ်ဆိုရင်ဒီအိမ်တစ်ဆောင်ကချမ်းသာသူခကိုရနိုင်ပါမလားမရနိုင်ဘူးဒီလိုပဲကျွန်တော်တို့တွေကမြန်မာနိုင်ငံထဲမှာလည်းပြည်တွင်းစစ်ဆိုတာတိုင်းရင်းသားစီးလုံးညီညွတ်မှုပြိုကွေးနေခြင်းတခုပဲဖြစ်တယ်ဘာလို့ပြိုကွေးရတယ်လဲဒန်းတူအခွင့်အရေးဆုံးချုပ်မှု လူမျိုးတိုင်းရင်းသားလူမျိုးတွေကိုတိုင်းရင်းသားတွေကိုအလေးမထားမှုသူတို့ရဲ့ပေမဘာသာစကားသူတို့ရဲ့စာပေရင်ကျင့်မှုဒီအရာတွေကိုလုံးဝအလေးမထားခဲ့တဲ့ပြဿနာဒီတော့တိုင်းရင်းသားဒေသတွေကတနေ့တစ်နေ့ဆင်းရဲမွေးတေပြီးတော့တကယ်တော့ ကောင်းမွန်နေတာကဒီမကြီးတွေပဲဖြစ်ကြတယ်ဆိုတော့တိုင်းရင်းသားတွေရဲ့ဂျင်းနဲ့နှလုံးသားတွေကိုလည်းဝင်ကြည့်ဖို့လိုအပ်ပါတယ်ဒီတော့အိမ်တဆောင်နဲ့နှိုင်းပြောသလိုဒီညီကိုမောင်နှမတွေသင်ပြဖို့လိုတယ်ပြည်တွင်းထဲမှာတကယ်တမ်းငိမ့်ချရေးကိုသွားမယ်ဆိုရင်ဒီအတွင်းထဲမှာရှိနေတဲ့ညီကိုမောင်နှမတွေသင်ပြဖို့လိုအပ်တယ်ဒီညီကိုမောင်နှမတွေသင်ပြဖို့အတွက်အပေါ်မှာရှိနေတဲ့မိဖကအုပ်ချုပ်မှုကောင်းဖို့လိုအပ်ပါတယ် ဒီမိဘကတရိပ်နေရိုင်နဲ့အပေါ်ကခေါင်းမို့မှုယူနေသမျှကတော့အောက်မှာချင်းနေတဲ့သားသမီးတွေကညင်ညောမှုရှိမှမဟုတ်ပါဘူးဒါကြောင့်မြန်မာနိုင်ငံကြီးကလည်းတရိပ်တရိုင်ဂျုံဂျုံကြားနေတဲ့အချိန်ဘာလို့မစည်းလုံးနိုင်တယ်လဲဒီတော့ပြောလိုက်ရွေးကောက်ပွဲအတွက်စစ်ကောင်စီကဖန်တီးနေပါတယ် လုံးယူတဲ့ရွေးကောက်ပွဲတွေမြရတယ်ပြည်သူတင်မြောက်တဲ့အစိုးရကိုတော့အာဏာသိမ်းထားတဲ့စစ်ကောင်စီကဘလောက်ထိတိုင်းရင်းသားတွေအပေါ်မှာဘလောက်ထိ အခွင့်အရေးပေးနိုင်မှာလဲဒါကမူတည်တယ်ပြီးရင်ဒီတိုင်းရင်းသားတွေညီညွတ်အောင်အတွက်တကယ်တမ်းလက်ရှိမှာစဉ်းစားကြည့်မယ်လက်ရှိမှာအာရခတ်တော်အေကရခိုင်ဒေသကိုတိမ်းဆည်းထားမိမယ်ဒီဒေသက မြန်မာနိုင်ငံအေဂျင့်ဘောအတွက်တကယ်တမ်းလိုချင်တဲ့ဘင်္ဂလီတွေရဲ့အရေးကတကယ်တမ်းမြန်မာနိုင်ငံကိုစိုးမိုးသွားမှာစိုးရိမ်နေဆိုရင်အေးအေးလိုချင်တာပါလေအတွင်းလေးကမိဖကနေပြီးတော့သာသမီနဲ့ညှိနှိုင်းဖို့ပဲလိုအပ်တယ်ဒီညှိနှိုင်းမှုမကြည့်ဘူးဆိုရင်တကယ်တမ်းမြန်မာနိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့ ြည်တွင်းစစ်ကြီးကညီနိုင်မှုမရှိဘယ်ဒီနာမှာအေးမှာတော့မမြင်ဘူးကျွန်တော်တို့ဘာလို့လဲအေးအေးကိုထောက်ခံတဲ့သူပဲဖြစ်ပါစေစစ်အစိုးရကိုထောက်ခံတဲ့သူပဲဖြစ်ပါစေတိုင်းရင်းသားလက်နက်ကင်တွေကို ထောက်ခံတဲ့လူပဲဖြစ်ပါစေအဖြေကဒီတိုင်းပဲမြင်ကြလိုက်မယ်သုံးသပ်သူအပေါင်းတို့ဘာလို့လဲဆွေးနွေးမှုမရှိဘူးဆိုရင် ကောင်းမွန်တဲ့ဂျာလာတခုကတော့ထွက်လာမှာမဟုတ်ဘူးဒီတော့ဥပမာ အခုတရုံရဲ့ဂျာဝင်စေစားမှုနဲ့လာချို့ကိုပြန်ရတော့တယ်ဒီလိုပုံစံမျိုးပဲရခိုင်ကိုရဖို့လို့ကတော့အတွေ့အင်းမှာထေလို့မရဘူးအေးအေးသွားခြင်းနဲ့လမ်းကြောင်းကဘာလဲစေအစိုးရကဘလောက်အတိုင်းအတာထိလိုက်ချောပေးနိုင်တယ်လဲအကုန်လုံးတရားဆိုရင်တရားလုံးကိုလိုက်ချောဖို့အတွက်ဆိုလိုတာမဟုတ်ဘူးဒါ ခလီခလလန်းကကျွန်တော်အနေနဲ့ပြောနေတာပဲဖြစ်ပါတယ်ဘာလို့လဲအေးအေးလိုချင်မှုအစိပ်ပိုင်းကဘလောက်လဲဘာတွေတောင်းဆိုသလဲစေအစိုးရကဘလောက်ထိပေးနိုင်သလဲဒီအပေါ်မှာပဲမူတည်နေတယ်ဘာလို့လဲဘာလို့လဲလူမျိုးရေးပဋိပက္ခဖြစ်မှာစိုးရိမ်နေလူတွေဆိုရင်စိုးရိမ်နေလူတွေဆိုရင်တကယ်တမ်းပြည်တွင်းထဲမှာမိဘကနေပြီးသားသမီးနဲ့မြားမြားတတကြအောင် တမစိတ်ဓာတ်ကြအောင်ညီနိုင်ဖို့လိုအပ်တယ်ညီနိုင်လို့ပြီးရင်သူလိုချင်တဲ့အတိုင်းအတာကိုနားလည်မှုယူပြီးတော့ငြိမ်းချမ်းရေးကိုမဖော်ဆောင်မဲနဲ့ကောင်းမွန်လေးရလတ်အဖြစ်တခုကတော့ထွက်မှာမဟုတ်ဘူးလို့ပြည်သူတရားအနေနဲ့မြင်မိတယ်ဆိုတော့ဘင်္ဂလားရှိတွင်ရောက်ရှိနေသောမွတ်စလင်တွေဒုက္ခသည်များအလုံးနေရပြန်နိုင်ရဲ့အတွက်ရခိုင်ပြည်နယ်တစ်ခုလုံးဤဘက်ကိုထိန်းချုပ်ထားသည့် အာရာခတတ်တော်အေအပါဝင်ပါဝင်တင်ကြောင့်ပါဝင်ထိုက်သူအားလုံးပါဝင်ဆွေးနွေးရန်အကြောင်းကြားပြီးတော့အမေရိကန်ပြည်ထောင်စုကထုတ်ပေါ်ပြောဆိုလိုက်တယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရေးမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် MS Julius Boyi ရှင်းလင်းတင်ပြချက်ကြားလာသည်ကုလသမဂ္ဂအထွေထွေညီလာခံ၏အလောသဘောအစည်းအဝေးတွင်အမေရိကန်တန်တမန် Jordan Cherga အထပ်ပါအတိုင်းပြောဆိုထားခြင်းဖြစ်သည်မွ슬လင်ဒုက္ခသည်များနေရပြန်နိုင်ရင်ဆွေးနွေးပွဲများတွင်ရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကိုထိန်းချုပ်ထားသည်ရခိုင်တမတော်အပါဝင်ပတ်သက်သူများအားလုံးပါဝင်ကြရန်အရေးကြီးကြောင်းအမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာစစ်တပ်၏ဖိနှိပ်ချုပ်ရှင်မှုနှင့်အကြမ်းဖက်မှုများကိုခံစားနေကြရသည့်မွ슬လင်ဒုက္ခသည်များနှင့်အတူရက်တီလျက်ချီကြောင်းလေး၎င်းကဆက်လက်ပြီးတော့ပြောဆိုထားတယ် ယခိုင်ပြည်နယ်အတွင်းအတင်းအာဓမပြောင်းချွေးစေကမူရက်ဆက်ကြံကြုံမှုများအစီရင်ခံစာများနှင့်ပတ်သက်၍အလွန်စိုးရိမ်မှုပူပန်ကြောင်းနှင့်မြန်မာစစ်တပ်အေအေအပါဝင်တပ်ဆိုင်သူများအားလုံးကိုအယက်သားများကိုကာကွယ်ရာနှင့်လူအသက်များကိုတန်ဖိုးထားရန်အမေရိကန်ကတိုက်တွန်းပြီးမွ슬လင်တွေအပေါ်မှာရက်ဆက်ကြံကြုံသူများကျူးလွန်ခဲ့သောမြန်မာစစ်တပ်ကတာဝန်ခံမှုတာဝန်ယူမှုလွန်မြောက်နေစေဖြစ်ပြီး စစ်တပ်ရဲ့မွ슬လင်များကိုဆလတ်ဖိနှိပ်နေကြောင်းပြည်သူများကိုဘုံကျဲခြင်းကြောင်းများနှင့်ဝတ်ပြုရာများကိုဘုံကျဲခြင်းမွ슬လင်များကိုစစ်သေးသောအတင်းအကျပ်သွတ်သွင်းခြင်းတိုက်ခိုက်မှုများစစ်ဆေးမှုများမချိပဲစစ်မှုထမ်းခိုင်းနေခြင်းအမေရိကန်ကအဲ့ဒါတွေကိုထောက်ပြနေသည်ရခိုင်ပြည်နယ်အတွင်းအင်တာနက်နှင့်တခြားသောဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထားခြင်းကြောင့်ဒေသအတွင်း လူမှုအတိုင်းအဝိုင်းများစွာကိုဆလတ်ထိခိုက်စေမိမြန်မာစစ်တပ်၏ရဆက်ရုံမှမူများကို ဖုံးကွင်နေကြောင်းဖုံးများနှင့်အင်တာနက်ဆက်သွယ်ရေးများအားလုံးကိုပြန်လည်ဖွင့်ပေးရန်နှင့်မြန်မာစစ်တပ်ကိုတောင်းဆိုကြောင်းအမေရိကန်ကဆက်လက်ပြောဆိုသည်စစ်တပ်၏အလွန်လိုအပ်နေတဲ့အရေးပေါ်ကူညီမှုတွေကို ပေးပို့မှုကိုဆက်လက်ပြီးတော့ပိတ်ဆို့ထားကြောင်းလူသားချင်းစာနာမှုလိုအပ်ချက်တွေမြင်မာတက်လာနေပါတယ် မွ슬လင်တွေငြိမ်းချမ်းစွာနေရပြန်နိုင်ဖို့ရေချေတီတက်ဖြည့်ချင်းချလိုအပ်တယ်။မြန်မာအတိုက်ခံအပွဲတွေနဲ့မွ슬လင်အတိုက်အဝိုင်းအပွဲရဲ့အဓိပ္ပာယ်ရှိတဲ့ပူပေါင်းမှုပါဝင်မှုအဓိကဆုံးဖြတ်ချက်များကိုမရှိမဖြစ်လိုအပ်ပါတယ်။ရခိုင်ပြည်နယ်မှာရှိနေတဲ့မွ슬လင်တွေမြန်မာနိုင်ငံကနေနေရဆော့ခေါ်သူတွေနဲ့တာဒီယာနိုင်ငံတွေမှာပြန်လည်နေရချားနေသူတွေအပါအဝင်ဖြစ်နိုင်သမျှကြေပြားတဲ့မွ슬လင်အသံတွေကိုကျွန်တော်တို့နားထောင်ရပါမယ်ဟုအမေရိကန်သံတမန်ဂျွန်နက်တန်ချန်ကဆိုထားသည် အမေရိကန်ပြည်ထောင်စုကနေပြင်လူအသက်ကိုတန်ဖိုးထားလေးစားရေးပဋိပက္ခများအဆုံးသတ်ရေးငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးတို့အတွက်ဆက်လက်လုံဆောင်သွားမည်ဖြစ်ကြောင်းဂျွန်နသက်ချန်ကထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်ဘင်္ဂလားဒေ့ရောက်ဒုက္ခသည်အရေးနဲ့အေးအေးဆွေးနွေးဖို့လိုနေတယ်လို့အမေရိကန်ကပြောဆိုမှုအောင်ပွဲတစ်ခုအဖြစ်ရှင်းနေဦးချင်းမြင်ကလည်းနရိန်ဇာနဲ့ဆက်သွယ်ပြီးတော့ပြောဆိုထားတဲ့သတင်းတစ်ပုဒ်ရှိပါတယ်ဆိုတော့ ဘင်္ဂလားဒေ့ရောက်မွတ်စလင်ဒုက္ခသည်အရေးအေအေနဲ့ဆွေးနွေးဖို့လို့လို့အမေရိကန်ကပြောဆိုမှုအပေါ်ရခိုင်လော်လယ်ရဲ့အတွက်အောင်ပွဲတစ်ခုအဖြစ်ချူးမြင့်နေလို့ချင်းနေကြီးဦးကြီးမြင့်ကနရိန်ဇာနဲ့သုံးသပ်ပြောဆိုထားပါတယ်ဒါကတိုးတက်တဲ့လက္ခဏာပါပဲအမေရိကန်ကဒီလို ပြောဆိုလာတယ်ဆိုတာအလွန်အားကြီးကြောင်လေးပြောဆိုတယ်ကဘာကြီးမှာမင်းနေပြီလို့ထင်တာမင်းမနေဘူးပေါ့အာရခတ်တော်ကနေမြေတွေကိုအများစုတင်ထားပြီး ဒါကြောင့်သူတို့နဲ့ဆက်ဆံရမယ်စကားပြောရမယ်ဆိုပြီးဒီလိုလော့ညွန်လာတာတွေကအမေရိကန်ကအားပေးတယ်ဆိုတဲ့အတန်တွေဟာတော်တော်ကောင်းနေအချက်တွေပဲလို့ဦးကြည်မြင့်ကပြောဆိုထားတာလေဖြစ်ပါတယ်ဒီတော့ဒီကုန်းဆုံးအနေနဲ့ပြောရမယ်ဆိုရင်ရခိုင်နေသားမှာရှိတဲ့မွတ်စလင်အရေးကို ပြောလာရင်အလွန်ကိုချုပ်ထွေးလွန်းနေထီးလွေချားလွေတယ်ဒါကြောင့်ဒီကိစ္စနဲ့ပြောလာတဲ့ ဝါဒဖြန့်ပြူးနေတဲ့စစ်လော်ဘီတွေရဲ့သတင်းတွေကစိုးကြီးပေါ်မှာမြင့်တက်နေတဲ့အတွက်ကျွန်တော်အနေနဲ့ဒီသတင်းအချက်အလက်တွေကိုယူပြီးတော့အနေအချင်းမျှော်ဝေရခြင်းပဲဖြစ်ပါတယ်။ကဘာကြီးကလည်းလက်ရှိမှန်ကန်တဲ့အနေအထားကိုမြင်လာပြီ။ဘာလို့လဲစစ်လော်ဘီတွေကပြောတယ်တီစဲအစိုးရနဲ့ပဲဆွေးနွေးရမယ် အရဟတတော်ဧကအကြံဖတ်တောင်းချသူဆိုတော့အကြံဖတ်တောင်းချသူရဲ့လက်ထက်မှာကဒီနေမြေတွေကချီးနေတယ်စေဇိုရာကဒီနေမြေတွေကိုဘင်္ဂလားဒေ့ကိုရောက်နေတဲ့ဒုက္ခသည်တွေကိုဝေလာဖို့အတွက်ဘလိုနည်းစနစ်နဲ့လုံဆောင်ပေးနိုင်မှာလဲဒီတော့လုံဆောင်ဖို့အတွက်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့အေအန်စကားမပြောရင်တော့စစ်ကောင်စီနဲ့အေအန်စကားပြောလာရလိမ့်မယ်ဒီတော့ဆွေးနွေးညှိနှိုင်းအပြေချာမှုမချိဘူးဆိုရင်ငြိမ်းချမ်းနေရလကလည်းထွက်မှာမဟုတ်ပါဘူးဒီတော့လာချိုးကိုတရုတ်ကကူညီလို့တောင်းတယ်လို့အာရာကတက်တော့အေအေသိမ့်ပိုက်ထားတဲ့နေမြေတွေကိုတရုတ်ကအကူအညီယူပြီးတော့တောင်းလို့ကလည်း ်ချင်းနိုင်မေလို့တော့မထင်ဘူးဒီတော့ထိတ်တိုက်ထိတ်တိုက်ဆွေးနွေးပြီးတော့အပြေရှားဖို့လိုအပ်ပါတယ်လို့ပြည်သူတရားအနေနဲ့အမြင်ကိုသုံးသပ်ပြီးတော့တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါတာလီဇောပါဂါရဝါပါအခုလိုသုံးသပ်ပြီးတော့မြင့်တက်နေတဲ့တည်င်းတွေကိုမြှားဝေတဲ့နေရာမှာအမတ်တစုံတရာခြိခဲ့ရင်လဲမိတ်ဆွေတို့အနေနဲ့ ခွင်လွှာနားလေပေးကြပါလို့မြစ်တာရက်ခံရင်းနဲ့ဒါလီစောပါဂါရဝါပါဘိုင်ဘိုင်